UNI လား INU လားခင်ဗျားနဲ့ကျွန်တော်ကျွန်တော်နဲ့ခင်ဗျားမြန်မာလိုဆိုရင်အဆင်ပြေတယ်လို့ပြောကြပါဒါပေမဲ့အင်္ဂလိပ်စာမှာယဉ်ကျေးမှုအရာ first person pronouns တွေကိုဒုတိယနေရာမှာပဲထားပါမယ်တဲ့ဒါဆိုရင်ဒီမှာကျွန်တော် first person pronouns ဆိုတာဘာလဲတစ်ချက်ပြောဖို့လိုပါတယ် first person pronouns ဆိုတာစကားပြောနေတဲ့လူပါအခုဆိုကျွန်တော်ကပြောနေငါ ဒါမှမဟုတ် we ငါတို့ဒါ first person မှာတလက်စာလည်းပြောလိုက်ပါမယ် second person pronoun ဆိုတော့ပြောခံတဲ့ you ခမားမင်းတင်စင်ပြလူဘာသာပြန်ပါ third person pronoun ဆိုတာလည်းရှိပါတယ်ဒါတော့ကျွန်တော်ကတယောက်အကြောင်းပြောနေတာပါအမျိုးသားတယောက်အကြောင်းပြောနေမယ်ဆိုရင်တော့ he အမျိုးသမီးတယောက်အကြောင်းပြောနေမယ်ဆိုရှီအရာဝတ္ထုတစ်ခု three sentence တစ်ခုအကြောင်းပြောနေမယ်ဆို it အများကြီးနေကိုကျွန်တော်တို့ပြောနေမယ်ဆိုရင် they ဒါတော့ third person pronoun ပါအခုပြောပြပေးနေတဲ့သင်ခန်းစာလေးကတော့ first person နဲ့ second person အကြောင်းပြောနေရမှာ first person နဲ့ second person pronoun နဲ့မှာမှာ i we တို့ကိုဒုတိယနေရာတွင်နားထားပါဒါဆိုရင်ခုပေးထားတဲ့ပုံလေးမှာ i and you ရဲ့ you and i မှာဘယ်ပုံစံမှန်လဲပြောရင်တော့ you and i မှန်ပါတယ် တကယ်လို့ UNI နေရာမှာ UNW ဆိုရင်လည်းမှန်ပါတယ်ကျေးဇူးတင်ပါတယ် Summit English 2016ဖြစ်ပါတယ် YouTube channel လေးကို like share subscribe လုပ်ခြင်းအပြင်သင်ခန်းစာတွေလေ့လာနိုင်မှာဖြစ်ပါတယ်သင်တန်းများကိုလည်း Facebook page ကတစင်စုံစမ်းလို့ရပါပြီ See you in the next video